မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဘူတီတောင်မောင်တော်မြို့နယ်တို့ကစကခ15ဌာနချုပ်နဲ့ကြီးကံပြေဌာနချုပ်တို့ကိုအရခတ်တက်တော် AA ကအပိသက်တိမ့်ပိုက်ရရှိနိုင်ဖို့အတွက်ထိုးစစ်အရှိန်မြင့်တင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကခ15အမှတ်15ဆစ်စင်ရေးကိုကဲမှုဌာနချုပ်ဟာဘူတီတောင်မြို့နယ်ကစစ်ကောင်စီရဲ့အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်ပြီးတော့ကြီးကံပြေဌာနချုပ်ကလည်း မောင်တော်မြို့နယ်အမှတ်၁နေကြားဆောင်စခန်းရဲ့အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။သတင်းရင်းမြစ်ကတော့ AA ကဘူတီတောင်နဲ့မောင်တော်မြို့ကိုမကြခင်တိမ့်ပိုက်နိုင်မှုအတွက်တပ်စခန်းကြီးတွေဌာနချုပ်တွေကိုထိုးစစ်အရှိန်မြှင့်တင်နေတယ်။အနီးနားကတပ်စခန်းငယ်တွေကိုဝိုင်းပိတ်ဆို့ပြီးတော့တိမ့်ပိုက်နေတယ်။ဘူတီတောင်နဲ့မောင်တော်မှာတပ်စခန်းတွေများသလောက်အင်အားလည်းများကြပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းစစ်ကောင်စီတပ်သားတွေထွက်ပြေးနေကြတယ်လို့ပြောကြားထားပါတယ်။အဲ့ဒီဌာနချုပ်တပ်စခန်းကြီးနှစ်ခုကိုတိမ့်ပိုက်နိုင်ရဲ့အတွက်ဝန်ရံထားတဲ့တပ်စခန်းများတပ်ရင်းများကို AA က ဇက်တိုက်သိမ်းနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ April 30ရက်နေ့ကမောင်တော်မြို့နယ်နဲ့ခွန်းမိုင်ကကွာဝေးတဲ့ Micro Town တပ်စခန်းနဲ့ဇေဒီကုန်းတပ်စခန်းတို့ကို AA ကအပိသက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်ဘူတီတောင်မြို့နယ်မှာလည်းခမရ99နှစ်တိုက်ရင်ကို Match လ25ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးတော့ April 5ရက်နေ့မှာခမရ964တိုက်ရင်ကို AA ကသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်ဘူတီတောင်အခြေစိုက်စကခ15ဌာနချုပ်အောက်မှာ ခမရ345353533993565အပါဝင်ခြေလင်းတက်ရင်ခလရ233234263နဲ့အမြောက်တက်ရင်အမတ308တို့ရှိပြီးတော့အဲ့ဒီတဲကမှာခမရ992နဲ့964ကို AA ကအပိသက်သိမ့်ပိုက်လိုက်ပြီလို့သိရပါဗျ AA ဘက်ကဘူးသီးတောင်မောင်တော်မြို့နယ်တို့ကစစ်ကောင်စီတပ်စခန်းများကို drone နဲ့တိုက်ခိုက်နေတယ်လို့လက်နက်ကြီးများနဲ့လည်းပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ စစ်ကောင်စီဘက်ကလည်းအေအေရဲ့အရှင်ဟုန်မြင့်လာတဲ့ထိုးစစ်ကိုကြီးရည်လီသုံးခုစလုံးနဲ့ပြန်လည်ခုခံနေသလိုအကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့မွဆလင်လက်နက်ကိုင်အဖွဲ့များကိုအကူအညီတောင်းပြီးတော့တိုက်ခိုက်နေရတယ်လို့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဘူးတီတောင်နဲ့မောင်တော်မြို့နယ်တွေမှာခိုးဆိုးလူရက်အရသားနေအိမ်များကိုမိရှို့ခြင်းနဲ့ရာဇဝတ်မှုများကျူးလွန်မှုတွေများပြားလာခြင်းတို့အတွက်ကြောင့်စီရေးအရှင်ဟုန်မြင့်တင်နေတဲ့အတွက် အရခတက်တော် AA က AP လ26ရက်နေ့ကနေစပြီးတော့ည9နာရီကနေမနက်6နာရီအထိညမထွက်ရမိန့်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပန်းတိုင်းချုံကျေးရွာစစ်စေးရိတ်ဂိတ်ကရဲတပ်ဖွဲ့ဝင်9ဦးတိုက်ခိုက်ခံရပြီးတေဆုံးသွားကတနက်6လတိုင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ၂ရက်နေ့ညနေ3နာရီကန်းကဘခုတ်ကူမြို့ပန်းတိုင်းချုံဂိတ်ကရဲတပ်ဖွဲ့ဝင်9ဦးဟာပန်းတိုင်းချုံကြီးရွာဘက်ကိုခြေကျင်သွားရောက်တဲ့အချိန်ဒေသရင်းတော်လိုင်းအင်အားစုများကပြစ်ခတ်တိုက်ခဲ့ရာရဲ9ဦးစလုံးသေဆုံးပြီးတော့တနက်6လက်တင်းစီရရှိခဲ့ခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်ဖြစ်စဉ်ကတော့မှန်ပါတယ်ကျွန်တော်တို့အဖွဲ့လောက်တာတော့မဟုတ်ဘူးလို့ရဲစကြိုပကဖရဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုကြပါတယ်တိုက်ခိုက်ခံရမှုအတွင်းမှာရဲ9ဦးစလုံးသေဆုံးပြီးတော့တနက်များဆုံးရှုံးခဲ့ရကြောင်းကို စစ်ကောင်စီရဲ့ဝါဒဖြန့် channel များကဝန်ခံထားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကတိုက်ခိုက်ခဲ့လဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောဆိုကြပါတယ်။အဲ့ဒီပန်းတိုင်းဂျုံစစ်စေးဂိတ်မှာပြီးခဲ့တဲ့ November 21ရက်နေ့ကလည်းတော်လိုင်းရဲဘော်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်သေးဆုံးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်စီတိုင်းမြို့နယ်အတွင်းမှာရှိတဲ့ရွှေတကူဖျားဝင်းနဲ့ ချောင်းကူတရားကိုလာရောက်ဖြတ်စည်းတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကိုတိုက်ခတ်ရာစစ်ကောင်စီဘက်ကရှေ့ဦးသေးဆုံးပြီးခရရန်တချို့ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလတရက်နေ့မနက်6နာရီခန့်မှာရွှေတကူဖျားအနီးမှာရှိတဲ့တပတ်ချောင်းကူတရားနဲ့ရွှေတကူဖျားဝဲအတွင်းကိုဒရုန်းနဲ့တိုက်ခိုက်ဖြတ်စည်းခဲ့တယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကို ပုတ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကတွားရောက်တိုက်ခိုက်ခဲ့ပြီးတော့စစ်သား၈ဦးထက်မနည်းအသေးဆုံးကအလောင်းနှလောင်းနဲ့ခဲယမ်းတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့လက်အောက်ခံ PNO အဖွဲ့ကခြေရွာအတွင်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း drone များနဲ့ပစ်ခတ်ခြင်းတို့ကြောင့်တပတ်ခြေရွာအုပ်စုမှာရှိတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ AP လ28ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့စစ်တပ်လက်အောက်ခံ PNO ပြည်သူစစ်အဖွဲ့ကတပတ်ခြေရွာအုပ်စုဝင်းကောင်ခြေရွာအနီးမှာရှိတဲ့ တပတ်ချောင်းကူတရားကိုမိုင်းခွဲဖြတ်စည်းခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့နယ်မှာစစ်ကားနဲ့ပတ်စံလိုက်တောင်းရမ်းနေတဲ့စစ်သားများကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က3ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ1ရက်နေ့မနက်10:20မိနစ်အချိန်ကမုံရွာဘက်ကနေသကိုင်းဘက်ကိုကျင်းနီတဲဆောင်လာတဲ့ကား16စီးကိုလုံခြုံရေးအဖြစ်နဲ့လိုက်ပါလာတဲ့စစ်သား18ဦးပါတဲ့တံပြားကကားတစ်စီးကိုရှိတ်ထွက်မိုင်း၅လုံးနဲ့ အလကပ်ပကျေးရွာနဲ့ဝမ်းပြေကျေးရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုကြောင့်စစ်ကားဟာတိမ်းမောက်သွားပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သား၂ဦးပွဲချင်းပြီးသေဆုံးကမြင်းမှုဆေးရုံအရောက်မှာစစ်သား၃ဦးထပ်မံသေဆုံးပြီး၄ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများမိုင်းဆွဲခံရပြီးတဲ့နောက်မှာကားလန်ဘေးကနေပြီးတော့ကင်းယူထားတဲ့စစ်သားများကလက်နက်ကြီးလက်နက်ငယ်တွေနဲ့၁၀မိနစ်ခန့်ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗယ်ဧပြီလ၂၈ရက်နေ့မနက်၁၀နာရီမိနစ်၃၀ခန့်အချိန်မှာ မြင်းမှုမျိုးကနေထွက်လာတဲ့အင်အား30ခန့်ပါတဲ့စစ်ကြောင်းဟာဝမ်းပြည့်ကြေးရွာအရှိတ်မြင်းမှုမုံရွာကားလမ်းမကြီးဘေးမှာပြည်သူပိုင်းနေအိမ်တွေကိုမိရှုပ်သွားပြီးတော့လမ်းသွားလမ်းလာပြည်သူများထံကနေပြီးတော့ငွေကြေးတောင်းရန်နေတဲ့အချိန်တော်လိုင်းရဲဘော်တွေက80မမလမ်းနဲ့ကြီးနဲ့၄ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအုံတော်မြင်းမှုမုံရွာလမ်းပိုင်းကိုထိန်းချုပ်ဖို့အတွက်စူးစမ်းနေပြီး ခရီးသွားပြည်သူများအနေနဲ့တတိထားပြီးတော့သွာလာကြရန်နဲ့တော်လိုင်းရေးအဖွဲ့များကထုတ်ပြန်ထားတဲ့စည်းကမ်းများအတိုင်းကိုသွာလာကြဖို့ကို People's Night Defense Force မြင်းမှုအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို မြင်းမှုမြို့နယ်ပတ်ကဖရဲ့ကိုကဲမှုနဲ့ People's Night Defense Force မြင်းမှု PKDF MMU ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ရွှေဘုံတာရွာမှာရှိတဲ့စစ်ကောင်စီရဲ့ကင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေဟာတက်ပြတ်ပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာတရက်နေ့မနက်7:15မိနစ်ခန့်ကပေါ့မြုံနယ်မြောင်ပိုင်းမှာအခြေစိုက်တပ်ဆွဲနေတဲ့ရွှေဘုံသားရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိများပူးပေါင်းတပ်ဆွဲထားတဲ့ကင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေက drone လက်နက်ကြီးများနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မနက်9:00နာရီခွဲအချိန်မှာတော်လိုင်းရဲဘော်များကထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတိများဟာ တက်ပြတ်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းပစ်ကူများလက်နက်ကြီးပစ်ကူများနဲ့ခြေချင်းစစ်ကြောင်းများအပြင်စစ်ကူအများအပြားရောက်ရှိလာခြင်းကြောင့်တော်လိုင်းအင်အားစုများပြန်လည်ဆုတ်ခွာခဲ့ရပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်715တပ်ဖွဲ့ PLA အနောက်မြောက်စစ်ဒေသပခုတ်ကူတရင်16တပ်ခွဲ1တပ်ခွဲ2တပ်ခွဲ4 Phoenix ပျောက်ကြားတပ်ဖွဲ့ PDO PDA PREI မဟာမိတ်တပ်ပေါင်းစု MUGDFI ဇာမနီပျောက်ကြားတပ်ဖွဲ့နဲ့ James Bond တပ်ဖွဲ့ RDF နဲ့ YRG တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းကြောက်ထုမြို့အမှတ်368အမြောက်တပ်ကစစ်သားတအူတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်350စုချင်းမြေပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလာတရက်နေ့မှာကြောက်ထုမျိုးအခြေဆိုင်အမှတ်368အမြောက်တက်ကစစ်သားတအုပ်ဟာ MA1 တနက်တလန်နဲ့ G900 ကြောကိုယူဆောင်လာပြီးတော့ YRA ထီးလင်းတပ်ဖွဲ့ထမ်းကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။သူကထီးလင်းမျိုးပေါ်မှာတာဝန်ကျနေတာအမှတ်368အမြောက်တက်ကလို့သိရတယ်။ကျွန်တော်တို့ထဲမှာလည်းသူ့ထက်အရင်ဝင်ထားတဲ့သူရှိတယ်။သူနဲ့ချိတ်ဆက်ပြီးတော့အဆက်အသွယ်ရသွားတာပေါ့။ MA တနက်တက်လက်ပါတယ် G900 ကြော်လဲပါတယ်ကျွန်တော်တို့ WIA ကသူ့ကိုငွေကျပ်30ချင်းမြင်ပေးခဲ့တယ်သူပြောတာကတော့အစားအသောက်ကစခိုးစားနေရတယ် စားဝတ်နေရေးအဆင်မပြေဘူးဒါမျိုးတွေပေါ့အဓိကကတော့စစ်တပ်ကိုစိတ်ပြတ်သွားတာပေါ့ကျွန်တော်တို့သူ့ကိုအကောင်းမွန်ဆုံးဒီလွတ်မြောက်တဲ့နေရာတစ်ခုမှာထားပေးထားတယ်လို့ YRA ထီလင်းကတခင်ဇော်ကပြောဆိုခဲ့ပါတယ်လက်ရှိအချိန်မှာ YRA ထီလင်းထံကိုအလင်းဝင်ရောက်ခဲ့တဲ့စစ်သားနဲ့ရဲအပါအဝင်25ဦးခန့်ရှိပြီဖြစ်တယ်လို့သိရပါတယ်ဒါအပြင်အလင်းဝင်လာတဲ့စစ်သားများရဲ့ဘဝရှိရေးအဆင်ပြေစေရန်နဲ့နေထိုင်ရေးအလုပ်ကံရရှိရေးနဲ့လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရစေခင်ဗျာ။